ကမ္ဘာပေါ်မှာနိုင်ငံအများစုကြုံတွေ့နေရတဲ့ပြဿနာမှာငွေရေးဆေးဝါးပြဿနာဖြစ်ပါတယ်။ငွေရေးဆေးဝါးပြဿနာဟာသုံးစွဲသူပြည်သူတူးချင်းကစတင်ပြီး တနိုင်ငံလုံးဒေသတစ်ခုလုံးနဲ့တကမ္ဘာလုံးအတိုင်းအတာထိကြီးမားတဲ့ပြဿနာရင်းများကိုဖြစ်ပေါ်စေပါတယ်။ The mission of this institution is of drug related death and record levels of illicit production of many drugs. thank you မွေးရစေဝါတုံးဆွဲမှုကစတင်ခဲ့တဲ့ပြဿနာဟာထုတ်လုပ်မှုတေဆောင်ရောင်းဝယ်မှုများမှတစ်ဆင့်ငွေကြေးကဝါချမှုအကျင့်ပြတ်ချစားမှုတဏ္ဍမောက်ကိုမှုငွေကြေးကဝါချရမှရရှိတဲ့အကျိုးမြတ်များဖြင့်တရားဝင်စီးပွားရေးပေါ်အနောက်ရှက်ပြုမှုအကျံဖတ်မှုအကျံဖတ်မှုအောင်ငွေကြေးထောက်ပံ့မှုပြည်တွင်းစုစုတောင်းကျမ်းမှုစတဲ့ပြဿနာများကိုဖြစ်ပေါ်လာစေပါသည်မြန်မာနိုင်ငံအနေဖြင့်ဘိန်းဆိုင်ပြုထုတ်လုပ်မှု ဝင်းရီစေဝါထုတ်လုပ်သုံးဆမှုတည်ဆောင်ရောင်းဝယ်မှုနိုင်ငံဖြတ်ကျော်ရာဇဝတ်ကိုင်းများပါဝင်ပတ်သက်လာမှုဝင်းရီစေဝါထုတ်လုပ်ရမှာလိုအပ်တဲ့ဓာတုပစ္စည်းများတရားမဝင်ဝင်ရောက်လာမှုနဲ့လမ်းလွှဲရောက်ရှိမှုပြည်သူလူထုအတွင်ကျန်းမာရေးဆိုင်ရာပြဿနာများမြင့်မားလာမှုစတဲ့ပြဿနာများနဲ့ရင်ဆိုင်ကြရပါမယ် ဒီပြဿနာများကိုအမျိုးသားတာဝန်တည်းအနေနဲ့ဖြေရှင်းနိုင်ဖို့ဘုရင်စေဝါနဲ့စိတ်ကိုပြောင်းလဲစေသောစေဝါများအန္တရာယ်တားဆီးကာကွယ်ရေးဘုအဖွဲ့ကိုလုပ်ငန်းအဖွဲ့၁၇ဖွဲ့နဲ့ဖွဲ့စည်းကရက်ွက်ကြေးရွာအဆင့်ထိအလေးထားစောင့်မျှော်နေရှိပါတယ်။နိုင်ငံတော်အစိုးရမှာ ဝင်းရေးစေဝါပြဿနာကိုအရှိန်အဟုန်နှင့် ဆောင်ရွက်နေချိန်မှာနိုင်ငံမတည်ငြိမ်မှုကိုခွင့်ကောင်းယူပြီးအချို့သောလက်နက်ကိုင်တုံးချမ်းသူအဖွဲ့များနဲ့ PDF အမေရိကန်အကြမ်းဖက်အဖွဲ့များဟာဝင်းရေးစေဝါထုတ်လုပ်တဲ့ဆောင်ရောင်းဝယ်နေမှုကိုအ धिक ဝင်ငွေယာလန်းတစ်ခုအနေနဲ့ဆောင်ရွက်နေတာကိုဖန်ဆီးရမိမှုဖြစ်စဉ်များကတက်တည်ခံရရှိပါတယ်။ ကြမ်းဖက်တောင်းကျမ်းသူအဖွဲ့များအနေနဲ့ဝင်းရီစေဝါထုတ်လုပ်တဲ့ဆောင်ရောင်းဝယ်မှုမှတစဉ်ဝင်းငွေအမြောင်များရရှိရမှလက်နက်ခဲယမ်းများနဲ့အသုံးဆောင်ပစ္စည်းများဝယ်ယူဖြစ်တည်ခြင်းနဲ့လူသစ်စုဆောင်ခြင်းများပြုလုပ်ကာပြည်တွင်းအကြမ်းဖက်လုပ်ငန်းများကိုတိုးမြင့်လှုပ်ဆောင်လာရမှနိုင်ငံတော်လုံးကျူကြီးတည်နေအေးချမ်းနဲ့ဖွံ့ဖြိုးတိုးတက်ရေးတို့ကိုထိခိုက်စေလျက်ရှိပါသည် ည်စေဝါတားဆီးနှိမ်နှင်း၏အထူးစစ်စင်ရင်းများကိုစီမံချက်ချဆောင်ရွက်ရှိရာ2023ခုနှစ်မှ2024ခုနှစ်ထိအထူးစစ်စင်ရေးအကျဉ်း40အထိဆောင်ရွက်ခဲ့ပြီးငွေစေဝါနှင့်ဓာတုပစ္စည်းအမြောက်အများကိုဖန်ဆီးနိုင်ခဲ့ပါသည်။2025ခုနှစ်မှာလည်းအထူးစစ်စင်ရေးကိုတနိုင်ငံလုံးအတိုင်းအတာနဲ့ဆောင်ရွက်ရရှိပါသည်။ မှာလည်းငွေရစေဝါတရားမဝင်ထုတ်လုပ်နေမှုကိုကြော့ကြစေဖို့အတွက်ဓာတုပစ္စည်း43မျိုးကိုထိန်းချုပ်ထားကတရားမဝင်ဝင်ရောက်မှုနဲ့လမ်းလွဲရောက်ရှိမှုမရှိစေဖို့ထိန်းချုပ်ဓာတုပစ္စည်းကြီးကြပ်ရေးအဖွဲ့မှတာဝန်ယူဆောင်ရွက်ရှိပြီးနိုင်ငံတကာမှတည်သွင်းတဲ့ဓာတုပစ္စည်းများတရားမဝင်ဝင်ရောက်မှုမရှိစေရေးပြည်ပနိုင်ငံများနဲ့ပို့ကုန်ကြိုတင်အတိပေးခြင်းပန်စနစ်ပန်အွန်လိုင်းလိုက်စနစ်များနဲ့ဆက်သွယ်ဆောင်ရွက်လျက်ရှိပါတယ် 2024ခုနှစ်အတွင်းမွေးစေဝါတားဆီးနှိမ်နင်းရေးလုပ်ငန်းများကိုစောင့်ရခဲ့ရာအမှုပေါင်း9593မှုမှတရက်ခန်8828ဦးငွေကျပ်498ဘီလီယံကျော်တန်ဖိုးရှိတဲ့မွေးစေဝါများနဲ့ဓာတုပစ္စည်းများကိုဖော်ထုတ်ဖန်ဆီးနိုင်ခဲ့ပြီးတန်ဖိုးငွေကျပ်2ဘီလီယံကျော်ကိုလည်းပြည်သူ့ဘဏ္ဍာအဖြစ်သိမ်းဆည်းနိုင်ခဲ့ပါ နေနည်းလုပ်ငန်းများပုံမှန်ထိရောက်အောင်ဆောင်ရွက်နေတဲ့အပြင်ပြည်ထနာရင်းမြစ်အထိဖြစ်ရှင်းနိုင်ဖို့ဆက်ဆက်တရားခံတွေနောက်ွယ်ကကြိုးကင်နေသူတွေကိုပါဖောထုတ်ဖန်စီပြီး၎င်းတို့ရဲ့ပိုင်ဆိုင်မှုများကိုစစ်ဆေးကာငွေကြေးခဝါချမှုတိုက်ဖြတ်ရေးဥပဒေနဲ့ပါဆက်လက်အရေးယူရရှိပါတယ် န်းစည်းရမိမွေးစေဝါများနဲ့ဆက်ဆက်ပစ္စည်းများကိုနှစ်စဉ်ဇွန်လ26ရက်နေ့မှာကြာရောက်တဲ့ပြည်ပဆိုင်ရာမွေးစေဝါအလွဲသုံးမှုနဲ့တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့မှာမိရှု ဖြက်စည်းလျက်ရှိရာ2024ခုနှစ်အတွင်းရန်ကုန်မန္တလေးနဲ့တောင်ကြီးမြို့တို့မှာငွေကျပ်1163ဘီလီယံကျော်တန်ဖိုးရှိမွေးစေဝါများနဲ့ဆက်ဆက်ပစ္စည်းများကိုဖြက်စည်းနိုင်ခဲ့ပါ မြန်မာနိုင်ငံအတွင်းဘိန်းဆိုင်ပြုမှုတွေအနည်းငယ်လွတ်ကျလာခဲ့ပေမဲ့ဘိန်းဆိုင်ပြုမှုပပျောက်ရေးအတွက်အစားအသောက်ဖွံ့ဖြိုးရေးလုပ်ငန်းများကိုစဉ်ဆက်မပြတ်ဆောင်ရွက်ပေးလျက်ရှိပါတယ်။အစားအသောက်ဖွံ့ဖြိုးမှုအကောင့်ထယ်ဖို့ရေးစီမံခန့်ခွဲမှုအဖွဲ့၊ဒီနံများအစားအသောက်စိုက်ပျိုးရေးအဖွဲ့နဲ့မွေးမြူရေးအဖွဲ့တို့ရဲ့ကြိုးပမ်းမှုကထွက်ရှိလာတဲ့ထုတ်ကုန်များကိုဈေးကွက်ရရှိရေးတန်ဖိုးမြင့်ထုတ်ကုန်များထုတ်လုပ်နိုင်ရေးဆောင်ရွက်ပေးလျက်ရှိပါတယ်။ ခုနှစ်ဘိန်းဆိုင်ရသည့်အတွင်းဘိန်းကင်းဧက4900ကျော်ကိုဖျက်ဆီးနိုင်ခဲ့ပါတယ်။တိုးတော်လေဓာတုပစ္စည်းများဖြင့်သာထုတ်လုပ်တဲ့လူလုံငွေစေဝါအန်ဒီယံမှာဒေတာတွင်လွန်စွာမြင့်မားလာတာကိုတွေ့ရှိရပါတယ်။ ွေဆေးဆွဲလူနာများကုသရေးနဲ့နောက်ဆက်တွဲအန္တရာယ်များလျှော့ချရေးတို့အတွက်နိုင်ငံတော်ဆေးကုသရေးဌာနကြီး29ခုဌာနငယ်56ခုနဲ့မက်သဒုံးနဲ့ Buprenorphine ဆေးကန်36ခုတို့ကိုဖွင့်လှစ်ပေးထားရာ2024ခုနှစ်အတွင်းမွေးရဆေးဆွဲလူနာ26964ဦးကိုကုသပေးနိုင်ခဲ့ပြီး2936ဦးကိုမက်သဒုံးနဲ့ Buprenorphine ဆေးတိုက်ကျွေးနိုင်ခဲ့ပါတယ်။ ဆေးဖြတ်ပြီးသူများလူမှုအတိုင်းဝန်းအတွင်ပြန်လည်ဝင်ဆက်နိုင်နဲ့ဘဝရည်တည်နိုင်၏အတွေ့ပြန်လည်ထူထောင်၏စက္ကန့်14ခုကိုဖွင့်လှစ်ပေးထားကစင်စက်မပြည့်ပြုစုပြူထောင်ပေးလျက်ရှိပါသည် ွေရေးစေဝါသုံးဆွဲမှုကျူတင်ကံကွယ်လုပ်ငန်းများဟာနိုင်ငံအနာဂတ်အတွက်အလွန်အရေးကြီးတာကြောင့်ចောင်းသားလူငယ်များအသိပညာပေးအဖွဲ့နဲ့ပြည်သူများအားပညာပေးလုံဆောင်ရေးအဖွဲ့တို့မှလည်းအသိပညာပေးခြင်းလုပ်ငန်းများကိုနီလန်းပေါင်းစုံနဲ့တိုးမြှင့်ဆောင်ရွက်လျက်ရှိပါတယ်။မွေးရေးဆေးဝါးတိုက်ဖြတ်ရေးလုပ်ငန်းများကို ုလသမဂ္ဂအပါအဝင်နိုင်ငံတကာမွေးစေဝါထိချွေဆိုင်ရာအဖွဲ့အစည်းများအိန္ဒိချင်းနိုင်ငံများမဲခေါင်ဒေတာတွင်းနိုင်ငံများအာဆီယံဘင်းစတက်စတဲ့အဖွဲ့ဝင်နိုင်ငံများအပြင်ဒေတာအပြင်ဘက်နိုင်ငံအချို့နဲ့လည်းပူးပေါင်းဆောင်ရွက်ရရှိပါတယ်။ဒါပြင်ရန်ကုန်မြို့အခြေစား UNODC, AFP, DA, NNCC, UNCP တို့နဲ့လည်းအနီးကပ်ပူးပေါင်းဆောင်ရွက်ရရှိပါတယ်။ မြန်မာနိုင်ငံအတွင်းခေတ်ဆက်ဆက်အစိုးရဆက်ဆက်ငွေစေဝါတိုက်ဖြိုက်လုပ်ငန်းများကို အမျိုးသားတာဝန်အဖြစ်ခံယူပြီးအရှိန်အဟုန်ဖြင့်ကျူပန်စောင့်မျှလျက်ရှိပါတယ်နိုင်ငံတော်တည်ငြိမ်အေဂျင်စီပြည်သူများရဲ့ဘဝလုံခြုံရေးနဲ့အနာဂတ်လှပစေအတွက်မျိုးရစေဝါတိုက်ဖြတ်ရေးလုပ်ငန်းများကိုမဖြစ်မနေကျူပန်စောင့်ရရမှာဖြစ်တာကြောင့်ပြည်သူများအနေနဲ့ဘာသာစွဲလူမျိုးစွဲဒေသစွဲများကိုစွန့်ခွာပြီးနိုင်ငံတော်အစိုးရနဲ့အတူကြာရကဏ္ဍမှာပူးပေါင်းပါဝင်ပေးကြဖို့တိုက်တွန်းနှိုးဆော်လိုက်ရပါတယ်ခင်ဗျာ